လင်းလူတဲ့ဗန်မျိုးတွေပဲဖြစ်နေလို့အကေတခြားဗန်မျိုးနဲ့ဗန်ကိုအသားပေးရဟာမျိုးဆိုလို့ရှိရင်တော့ရိုက်အောင်ပါအဲ့မဲ့အဲ့လိုပဲလင်းကိုပဲအတင်ပါသူများလင်းကြီးကိုပဲတသက်မဲ့ကြီးသွားအเจ้าမရှိအเจ้าမရှိတာသွားသွားလူနေရတဲ့ဟာမျိုးဆိုလို့ရှိရင်ကြတော့လေသူစူးကိုကြိုက်နေရဆိုတော့လေဟဲ့မဖြစ်ကိုစိတ်ထဲမှာအော်ကိုင်ဒါကိုပဲသဘောကျတာနေပါလိမ့်မယ်လို့ဟိုအတူယူမှသားမအောင်လေသူကကြောက်တယ်မရသွားပြီးတော့အကုန်လုံးကတန့်ပြန်ပို့ပြီးတော့ဘုလို့ပဲလူပြိုတုံးကထပ်ပို့ချောပြီးတော့ပို့လာလာကြပါနော်သူတို့ရဲ့အမျိုးသမီးတွေရဲ့ဒါနော်ဒါဆွမ်းဆောင်မှုတွေလည်းအများကြီးပါပါ ကောင်းမလဲဆိုတော့သူ့အနေနဲ့ဒီစူးအနေနဲ့ပေါ့နော်အောင်မြင်ပြီးသွားရဲ့နောက်ပိုင်းမှာပေါ့နော်ဒါတနေ့အောင်မြင်သွားရဲ့လို့ပြောလို့ရရဲ့လို့ပဲပေါ့နော်ဒါကိုကိုအရန်ဂုံဖော်ဖြစ်မှာဆိုလို့ပါအဲ့လိုလည်းမဟုတ်ပါဘူးအာလာငားကြာလေးရှိပါတယ်ဗီလီနီယာနေပြောလဲအလိုဇလန်မီနီစီးရီးတွေမှာရောတခြားစီးရီးအကြီးတွေမှာရောလာငားကြာရှိရဲတူအနေနဲ့ညင်းလိုက်တာဆိုရွှေနှစ်ကားသုံးကားလောက်ရှိပါတယ်ကိုအနေနဲ့တို့ရိုက်ရပြီးရောလဲမဟုတ်ဘဲနဲ့ပေါ့လေဖလန်ဖက်ကြီးရဲ့ခါမှာကြောက်ရလဲဟိုဒီမှာအခုလက်ရှိကဗီလင်ဆိုလို့ရှိရင်ကြာအလိုသူများ ဟိုလူတာပဲပေါ့နော်သူများကြီးစားသူများယောက်ျားအဲ့လိုမျိုးလူတဲ့ဟာမျိုးတွေပဲဗီလိန်တွေကများနေရဆိုတော့သူ့အနေနဲ့ကျတော့ဟိုကာရက်တာထက်သွားမှာကြီးပဲများနေရဆိုတော့မလို့ချင်ဘူးအဲ့တော့ကျတော့သူညင်းခဲလိုက်တဲ့ကားကြီးကားရည်လည်းရှိရပေါ့နော်ဒါပေမဲ့ဗီလိန်ကိုပဲအသားပေးထားတဲ့ဇလံမျိုးပေါ့နော်သူဗီလိန်ကိုအသားပေးပြီးရိုက်ကြတဲ့ main set တွေလည်းရှိကြပါပဲဆိုတော့အဲ့လိုဇလံမျိုးလည်းဖြစ်မယ်ပြီးတော့ကိုမတူတဲ့တခြားပုံစံနဲ့ဗီလိန်တို့ဗန်တို့ဆိုလို့ရှိရင်တော့သူ့အနေနဲ့ကတော့စမ်းကြည့်ခြင်းသေးရဟိုလောက်ရတာလည်း ငယ်ပျော်ရဲလို့ပြောလို့ရမှာပေါ့နော်အဲ့တော့ဟိုလူကြတာဟာမျိုးမဟုတ်ခဲနဲ့တခြားသောပုံစံမျိုးအနေနဲ့အာဗန်ကိုအသားပေးပြီးတော့မိန့်ကျေထားတဲ့ဆက်မျိုးဆိုလို့ရှိရင်ပေါ့နော်စူးလိုဆက်မျိုးဆိုလို့ရှိရင်တော့သူ့အနေနဲ့အာရိုက်ဖို့တော့စဉ်းစားထားတာလေးတော့ရှိပါသေးတယ် ထကန်းလည်းလာမယ်ဆိုရင်တော့ဟုတ်ကဲ့ဟုတ်အခွင့်အရေးဆုံးရှုံးသွားမယ်ဆိုတာထက်ပေါ့လေကာရီတာအသားတည်သွားမှာကိုမြင်တာပေါ့နော်ဥမာကိုကဒီ event ကိုဟိုပတ်စံရဆိုဆိုပြီးတော့ရိုက်လိုက်လို့ရှိရင်လည်းရိုက်လိုက်လို့ရတာပေါ့ဒါပေမဲ့အဲ့လိုရိုက်လိုက်တဲ့အခါမှာနောက်ပိုင်းထပ်ပြီးတော့လာငါ့ရဲ့ guide ကောင်လုံးကလည်းအာ तू က van ကိုရတယ် van van v lane v lane ပဲဆိုပြီးတော့ပြည်သက်ရဲ့မျက်နှာအမြင်မှာလည်းချိန်ကောင်းချိန်ဝါနိုင်တယ်ဟိုပေါ့နော်အခုတော့မှဒီတကားလေးပဲရိုက်လိုက်တော့နောက်မှာပေါ့နော်လို့ပြောလို့မပြီးတော့ပါဘူးအဲ့လိုစက်တိုက်ကြီးတာဆက်ဆက်ရိုက်သွားမယ်ဆိုလို့ရှိရင်ကြတော့လေဒါ ဟိုထင်သွားမှာပေါ့လူနေနဲ့ညင်းနေတယ်ဆိုတာလည်းလို့လင်လူတဲ့ဗန်မျိုးတွေပဲဖြစ်နေလို့အကေတခြားဗန်မျိုးနဲ့ဗန်ကိုအသားပေးရဟာမျိုးဆိုလို့ရှိရင်တော့ရရုံးပါအဲ့လိုပဲလင်းကိုပဲတင်ပါသူများလင်းကြီးကိုပဲတက်တက်မဲ့ကြီးသွားအเจ้าမရှိအเจ้าမရှိတော့သွားသွားလူနေရတဲ့ဟာမျိုးဆိုလို့ရှိရင်ကျတော့လေမဖွာတော့ဘူးလေတော့ရရတာပြင်းစရာကြီးဖြစ်နေလို့ပါအဲ့အเจ้าမျိုးလို့ပါတခြားပုံစံမတူတဲ့ဗတ်မျိုးဆိုလို့ရှိရင်တော့ဝဲခန့်ပါရရုံးပါဟာစိတ်မကုန်ပါဘူး ပြောတာသူကလေတရုတ်ဆောင်ရတာလေဆိုချုပ်တီးမှုမရှိဘဲနဲ့လေကိုလှုပ်ချင်တာကိုလှုပ်လို့ရတယ်အကိုဘလို့ရုံမှာမလဲဘလို့ကိုဘလို့သိရမလားကောက်ချက်မလဲဆိုရဲဟာတော့လေကိုကပြင်မှာအဲ့လိုမျိုးမှလှုပ်တဲ့သူလည်းမဟုတ်တော့ငါအကိဘလို့လှုပ်မလဲဆိုရဲစဉ်းစားပြီးတော့ကိုလှုပ်ချင်တယ်လို့လှုပ်ခွင့်ရှိရတဲ့အတွက်ကြောင့်လေဒီလိုဗန်းနေပြီးလင်းလှုပ်ရတာအလှုပ်ဆိုတော့လေပျော်ဖို့တော့ကောင်းပါတယ်တရုတ်ဆောင်ရတာတရုတ်ဆောင်အနည်းနဲ့ပေါ့လေအထူးတော့မှဟိုတနည်းဆိုရဲအဲ့လိုညဘက်ကြီးတရုတ်ဆောင်ရင်ဟို ရိုက်ကူးရေးမှာလုံလုံနေနေကလေးတွေနဲ့ဆုံတော့လေအမရဲ့အစုကိုအရင်အားပေးတယ်နော်တဲ့ဟိုစူးကြိုက်တော့သဘောချတော့ကျွန်တော်စိတ်ထဲမှာတမျိုးဖြစ်သွားဟဲ့လို့ဒီအရွယ်ငငယ်လေးတွေဟာပေါ့နော်အဲ့လိုစူးကိုကြိုက်နေရဆိုတော့လေဟဲ့မဖြစ်ကိုစိတ်ထဲမှာတော့ကြိုက်တာကိုပဲသဘောချရနေပါလိမ့်မယ်လို့ဟိုအတူယူမှသားမအောင်လေသူကကြောက်တယ်အားသမလို့စတဲ့မှာစူကိုကြိုက်တာဝက်ကြိုက်ရပဲနော်လို့အခလေးလေးယူတာမှာမှားလိုက်ပါသေးရဲ့အဲ့လိုမျိုးပေါ့ဟုတ်ဟုတ်ဟုတ်ဒီစိတ်ကူကျတယ်အဲ့လိုမျိုးစူကိုသဘောကျတယ်လို့ပြောတဲ့မှာ ဟိုလူကြီးတွေကတော့ပြဿနာမရှိဘူးလေဒါစဉ်းစားတတ်သွားပြီးဟာသူတို့ပိုင်းခြားတတ်တယ်ပေါ့နော်အဲ့လိုကလေးတွေကြတော့ဟိုအတူယူမှားသွားမှာမျိုးလေသူကဆိုတော့သူတို့အနေနဲ့သဘောကျကြိုက်တယ်ဆိုလို့ရှိရင်တော့ကျေးဇူးတင်ပါတယ်ညီမတို့ဒါကိုင်တာတစ်ခုအနေနဲ့ပဲအားပေးပါပေါ့နော်ဟိုပြင်မှာတော့ဒါအဲ့လိုမျိုးတွေမလုပ်ရအောင်နော်သူကမကောင်းဆုံးဆိုပြီးတော့ကိုယ်ကပြန်ပြီးတော့အာကလေးတွေကိုပြောပြတာပေါ့ရှင်ဟုတ်ကဲ့ဟုတ်အအဓိကကတော့လေကိုရတေးဥဆောင်လည်းဖြစ်နေတော့ကိုเจ้าဒါယူမှားသွားမှာမျိုးအတူယူမှားမှာမျိုးလည်းဖြစ်စေခြင်းဟူဟို ဟိုဘာမလဲဝေဖန်ပိုက်ချတတ်တဲ့လူတွေရှိတယ်လို့မျိုးဟိုတိတ်ပြီးတော့မစင်စားပဲလဲပေါ့နော်သူဒါလုံးလို့အာဒါမျိုးလုံးမယ်ဆိုရယ်ဆိုရယ်ချီးရဲ့အထွက်ကြောင့်ပေါ့လေအတက်နိုင်ဆုံးလဲကိုအနေထိုင်တော့စင်ချင်ပြီးတော့နေတဲ့ကိုကြောင့်အလူယူမမရအောင်ပေါ့နော်အဲ့လိုပဲနေပြတာများပါတယ်ဖန်တီနဲ့ခါကြလို့ကျွန်တော်အရင်ကြီးကြီးစကားပြောပြပါရယ်ဟိုခါကြရင်ကိုဆိုရှယ်မီဒီယာသုံးတာအားနေနေရောသူတို့တော့ပြစ်ထားသလိုမျိုးလေးတော့ပြစ်ဖြစ်သွားတာမျိုးလေးရှိတော့ကိုပြန်အားနာနေရပါဟုတ်ကိုအင်းနေကဟိုလိုမဲ company တစ်ခုထဲမှာသာအလုံးလုံးလာတာစုံနှစ်ကတော်တော်ရှားတယ် မရှိတဲ့လောက်ညီပါကိုရှိတာဥမာမမရရဆိုရင်သူတို့ happy beach တုံးကပဲလေလို့အပိုင်းတော်လေးတစ်ခုမှအာနှစ်ယောက်ကျွဲပြီးတော့တေးဥဆောင်ပြတဲ့ဟာကပဲအဲ့တစ်ခုပဲရှိမြင်နေတဲ့သူရဲ့နောက်တခြားကိုင်းနဲ့ဆိုအကိုနှက်ခက်နဲ့စုံတဲ့ဟာလုံးဝမရှိတော့ အခုဆိုကိုကြီးကကျတော့အငိမ်ဘက်လိုင်းအေးဘက်ကိုသွားပြီးရိုက်တာများတယ်။တူတူကကျတော့အလိုလူငယ်ဆက်တို့အသွက်ကလေးတွေရိုက်တာများတယ်ဆိုတော့ဟိုကိုနက်ခန့်နဲ့ကတိတ်ပြီးတော့မစုံဖြစ်တော့ဘူးရှင်။ဟောအခုဒါပြန်စုံတာပေါ့နော်။ဟောတရန်တာရနေပေါ့နော်။အလားအမှန်တမ်းပြောရင်ကိုကိုကြီးကအကုန်လုံးကလေအိမ်တောင်ကျသွားပြီးတော့မှ ပို့ပြီးတော့ချော်ပို့တန့်ပို့လှလာကြတိလာသူတို့လူမျိုးတုံးကတော့အကုန်လုံးလူမျိုးဆိုရလေတိတ်မပြေမစင်မဲနဲ့တဲ့အမှဒီတိုင်းမဲ့လေဟို skin care ဆိုတဲ့တခြားလောက်ကြမှာမဟုတ်ဘူးအာယောက်ျားလေးဆိုရလေတဲ့မှာဒီတိုင်းမဲ့နေကြမဲ့လူတွေဟိုကွန်မင်းခန့်ပဲကြည်လိုက်တခြားဘသူပဲကြည်လိုက်ပေါ့နော်ကိုအောင်ရေးချမ်းပဲကြည်မလားကိုနက်ခန့်ပဲကြည်မလားအကုန်လုံးမိမရသွားပြီးတော့အကုန်လုံးကတန့်ပြန့်ပို့ပြီးတော့ဘလို့မဲ့လူမျိုးတုံးကချက်ပို့ချောပြီးတော့ပို့လှလာကြပါနော်သူတို့ရဲ့အမျိုးသမီးတွေရဲ့ဒါနော်ဒါဆွမ်းဆောင်မှုတွေလည်းအများကြီးပါပေါ့လှအောင်လုပ်ပေးကြဆိုရလေဒါအမတွေရဲ့အဆွမ်းနေနေလိမ့်ပါလိမ့်မယ် ဟုတ်ကဲ့ဟုတ်တယ်အဲဟုတ်တယ်နော်အဲဟုတ်တယ်အကုန်လုံးပဲကုကြော်စုပဲတားလေးတိုင်းမသိနော်ဟုတ်တယ်ချစ်စရာလေးလေအကုန်လုံးခလေးလေးတွေကျိုးလို့မဲ့ဟိုချစ်စရာလေးကိုကြည့်တော့ဒီလောက်လောက်နောက်တစ်ခါနောက်တစ်ခါပြန်ကြည့်လိုက်အကုန်လုံးခလေးကြီးကြီးလာဟဲ့ဟောတယ်တက်တွေကြီးလာပြီပေါ့နော်ကိုကကိုဆိုရင်အသက်ကိုကြီးလာရဲဆိုတော့မေ့ထားတာတတိလည်းမရဘူးဒါပေမဲ့ခလေးလေးတွေကြီးလာတာမြင်လို့ရင်ဟဲ့ငါတို့တက်ကြီးတယ်လိုက်ကြီးလာလားမသိဘူးဆိုရင်ထိတ်လန့်သွားတာပေါ့နော်အကောင်မူကြီးလေးဆိုလို့ရှိရင်လည်းစကားအရင်တက်ချစ်ဖို့ကောင်းအာတူတူဆိုရင်တီလို့မခေါ်ဘူး ။သူကချစ်အောင်မမ။ဒီအဲဒီပဲလေဒီရောသူမမလုကွာကိုကပြောတာပေါ့ချစ်လက်ချစ်တာပေါ့နော်အဲ့လိုမျိုးအကုန်လုံးချစ်ဖို့ကောင်းတဲ့ဟိုကုနှက်ခက်သမီးနဲ့ဆိုရင်ကြောက်တဲ့ရောမတွေ့ပြဘူး line ပေါ်မှာပဲတွေ့ပြတာဆိုတော့ဒါတအကုန်လုံးကအရွယ်ရောက်လာပြီးတော့လဲချစ်ဖို့ကောင်းတဲ့ဒါမင်းကလေးတွေဖြစ်လာကြပြီပေါ့နော်ဟုတ်ကဲ့ဟာဟုတ်ကဲ့ပါပြည့်စက်ကြည့်ရှင်တို့ဒီပေါ့နော်မြေကြီးပေါ်ချက်ချင်းဆိုရဲဒီဇကားမှာအကုန်လုံးအကောင်းဆုံးကြိုးစားတော့ပါမယ်ဇလန်းလေးပြလို့ရှင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ဇူကြီးတင်ပါတယ်